်မင်္ဂလာပါရှင်လေဗယုတ်တန်ရဲ့မတ်လ22ရက်နေ့ညပိုင်းသတင်းဒါရိုက်တာမှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနိုင်ငံတော်စည်းလုံးညီညွတ်ရေးချုပ်ချာအာဏာနယ်မြေတည်ထောင်ခိုင်မြေရေးနဲ့ကိုယ်ပိုင်အခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းရွေးချယ်ခြင်းကိုထောက်ခံတယ်လို့တရုတ်တန်မှုကြီးပြောကြားတဲ့သတင်း ကမ္ဘာအပူဆုံးမြို့၃မြို့မှာ၆မြို့မှာ၄ရက်ဆက်တိုက်ပါဝင်နေပြီးမတ်လ20ရက်နေ့မှာ၆မြို့နဲ့မင်းဘူးမှာ အပူဆုံးမြို့၁၀မြို့တွင်ပါဝင်နေတဲ့တိလီလင်္ကာတွင်ထွက်ပြေးတင်းဆောင်နေတဲ့ရဲတပ်ဖွဲ့အကြီးအကဲအဖမ်းခံနေတဲ့တရကီတွင်အစ္စတန်ဘူမြို့တော်ဝန်ဖမ်းဆီးခံရပြီးတဲ့နောက်ဆန္ဒပြမှုများဖြစ်ပွားနေတဲ့2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ပထမဆုံးခြေစစ်ပွဲအောင်မြင်တဲ့အသင်းအဖြစ်ဂျပန်အသင်းမှတ်တမ်းဝင်နေတဲ့အဆရှိတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာပါ ။ဦးဆုံးတဲ့နေ့ပုံအနေနဲ့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနိုင်ငံတော်စည်းလုံးညီညွတ်ရေးအချုပ်အခြာအာဏာနယ်မြေတည်ထောင်ခိုင်မြဲရေးနဲ့ကိုယ်ပိုင်အခြေအနေနဲ့ကန့်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းရွေးချယ်ခြင်းကိုထောက်ခံနေလို့တရုတ်တမ်မှုကြီးပြောကြားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနိုင်ငံတော်စည်းလုံးညီညွတ်ရေးအချုပ်အခြာအာဏာနယ်မြေတည်ထောင်ခိုင်မြဲရေးနဲ့မြန်မာရဲ့ကိုယ်ပိုင်အခြေအနေနဲ့ကန့်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းရွေးချယ်တာကိုထောက်ခံကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကတမ်မှုကြီးကပြောပါတယ်။ မလ20ရက်ကရန်ကုန်မြို့မှာရှိတဲ့ Wonder Grand Hotel မှာပြုလုပ်တဲ့တရုတ်မြန်မာမီဒီယာတွေ့ဆုံပွဲမှာတန်မှုကြီးကတရုတ်နိုင်ငံရဲ့2 session အစည်းအဝေးအကြောင်းဆွေးနွေးရမှာအခုလိုထည့်သွင်းပြောကြားတာပါ တရုတ်တံမှုကြီးကအွန်လိုင်းလောင်းကစားနဲ့အွန်လိုင်းလေလံမှုတွေကိုတိုက်ဖြတ်ရေးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကပြည်သူအထွတ်တန်တမန်ရေးကိုလက်ကင်ထားပြီးကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ပြည်သူတွေအထွတ်မိခင်နိုင်ငံရဲ့ဆောင်ရှောက်မှုကိုအမြဲရရှိစေလိုတဲ့ရည်ရွယ်ချက်ရှိကြောင်းအွန်လိုင်းလောင်းကစားနဲ့အွန်လိုင်းလေလံမှုတွေကပြည်သူတွေစိုးရိမ်ပူပန်ရတဲ့အရေးကြီးကိစ္စရဲ့ဖြစ်တယ်လို့လက်လွတ်လို့မရတဲ့အရေးပါတဲ့ကိစ္စလည်းဖြစ်ကြောင်း လွန်ခဲ့တဲ့ကာလတစ်ခုအတွင်းတရုတ်နိုင်ငံကမြန်မာထိုင်းစတဲ့အိနီးချင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးနေဆက်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုတွေကိုထိရောက်စွာဆောင်ရွက်ခဲ့ကြောင်း ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အွန်လိုင်းလိမ်လည်မှုစခန်းတွေမှာပိတ်မိနေတဲ့ပြည်သူတွေကိုကယ်တင်ဖို့နဲ့လိမ်လည်မှုတွေမှာပါဝင်ခဲ့တဲ့တန်ရရှိသူတွေကိုပြည်နယ်လွှဲပြောင်းဖို့ဆောင်ရွက်ခဲ့ပြီးတည်တာထင်ရှားတဲ့အောင်မြင်မှုတွေရရှိခဲ့ကြောင်းမိမိတို့ကမြန်မာနိုင်ငံကိုအသိအမှတ်ပြုတာနဲ့ချီးကျူးဂုဏ်ပြုတာတွေပြုလုပ်ပြီးအွန်လိုင်းလိမ်လည်မှုရဲ့ဆိုးရွားတဲ့အစိတ်အတောက်ကိုအပြီးတိုင်ဖယ်ရှားပြီးဒေသခံပြည်သူတွေရဲ့ဘဝနဲ့ပြည်စည်းဥစ္စာလုံခြုံမှုကိုကာကွယ်ဆောင်ရှောက်ပြီးဒေသရင်းနိုင်ငံတွေရဲ့ပုံမှန်ဆက်ဆံရေးကိုထိန်းသိမ်းဖို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းပြောပါရစေ။ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံဟာတောတောင်ရေမြေချင်းဆက်ဆက်ပြီးဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှက်ဆိုင်လှကြောင်းနှစ်နိုင်ငံကြားမိဖက်ဆက်ဆံရေးကနိုင်ငံတကာအခက်အခဲတွေကိုကြုံလွားပြီးတည်ငြိမ်စွာတိုးတက်လျက်ရှိကနိုင်ငံကြီးငယ်များကြားတန်းတူညီမျှစွာဆက်ဆံခြင်းနဲ့အပြန်အလှန်ကူညီခြင်းတို့ရဲ့စံနမူနာကိုထူထောင်နိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနိုင်ငံတော်စည်းလုံးညီညွတ်ရေးအချုပ်အခြာအာဏာနဲ့နေမြေတည်တဲ့ခိုင်မြေရေးကိုလေးစားထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ကိုယ်ပိုင်အခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းရွေးချယ်ခြင်းကိုထောက်ခံပါတယ်။ ပျော်ရွှင်ငြိမ်းချမ်းတဲ့လူနေမှုဘဝရရှိရဲ့အတွက်မြန်မာပြည်သူတွေရဲ့ကြိုးပမ်းအားထုတ်မှုကိုအားပေးထောက်ခံပါတယ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံအပအဝင်အင်းကြီးချင်းနိုင်ငံတွေနဲ့ဦးစားပေးပြီးဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေကိုမျှဝေမှုနဲ့လှပတဲ့စာရင်ကိုအတူတကွတည်ဆောက်ဖို့ဆန္ဒရှိပါတယ်။မနစ်ကလေးကတရုတ်မြန်မာဘက်ဆုံမဟာဗျူဟာမြပိုးပေါင်းဆောင်ရွက်မှုမိဖက်ဆက်ဆံရေးကပုံမိုကျပြန်လာပြီးပုံမိုနဲ့ဆိုင်တဲ့အဆင့်ကိုရရှိခဲ့ကအေးတူပိုးမြအတိုင်းဝန်တည်ဆောက်မှုမှာကျင်းနှက်ဖွဲ့ရရလက်အစ်စ်တွေရရှိခဲ့ပါတယ်လို့တန်မှုကြီးကပြောပါတယ်။ ။နောက်ထပ်သတင်းပုတ်အနေနဲ့ကမ္ဘာအပူဆုံးမြို့သုံးမြို့တွင်6မြို့မှာလေးရဲဆက်တိုက်ပါဝင်နေပြီးမတ်လ20ရက်နေ့မှာ6မြို့နဲ့မင်းဘူးမှာအပူဆုံးမြို့10မြို့တွင်ပါဝင်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကမ္ဘာအပူဆုံးမြို့သုံးမြို့မှာ6မြို့ကလေးရဲဆက်တိုက်ပါဝင်နေပြီးမတ်လ20ရက်မှာ6မြို့နဲ့မင်းဘူးမြို့ဟာအပူဆုံးမြို့10မြို့မှာပါဝင်နေရလို့ကမ္ဘာမိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ပေးနေတဲ့ Eldorado Weather ရဲ့မတ်လ20ရက်မွန်လယ်ပိုင်းဖော်ပြချက်အရသိရပါတယ်။ မကွေးတိုင်းဒေသကြီးမှာပါဝင်တဲ့6မြို့ဟာမလ18ရက်ကစတင်ပြီးကမ္ဘာအပူဆုံးမြို့တွေမှာစတင်ပါဝင်ခဲ့တာဖြစ်ပြီးမလ20ရက်မှာအဆင့်3နေရာမှာရပ်တည်ခဲ့တာကိုတွေ့ရပါတယ်6မြို့ဟာမလ18ရက်ကစတင်ပြီးအဆင့်2နေရာမှာဇက်တိုက်ရပ်တည်ခဲ့ပြီးတဲ့နောက်မလ20ရက်မှာတော့အဆင့်3နေရာကိုပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်မလ20ရက်မှာ6မြို့မှာ43.4ဒီဂရီစင်တီဂရိတ်နဲ့အဆင့်3နေရာမှာ၎င်း မင်းမှုမျိုးဟာအဆင့်9နေရာမှာရပ်တည်ခဲ့ပြီးအပူချိန်42တက်သမ8ဒီဂရီစင်တီဂရိတ်ရှိခဲ့တယ်လို့သိရပါတယ်။မလ20ရက်မှာကမ္ဘာအပူဆုံးမြို့ဟာမာလီနိုင်ငံမော်ရာမြို့ဖြစ်ပြီး44.1ဒီဂရီစင်တီဂရိတ်ရှိကြောင်းအဆင့်နှစ်နေရာမှာနိုင်ဂျာနိုင်ငံကတီလာဘီရီမြို့ဖြစ်ပြီး44ဒီဂရီစင်တီဂရိတ်ရှိကြောင်းအဲဒိုရာဒိုဝေဒါရဲ့ဖော်ပြချက်အရသိရပါဗျာ။ ကမ္ဘာပူဇုံမြို့10မြို့မှာမာလီနိုင်ငံကမြို့2မြို့မြန်မာနိုင်ငံကမြို့2မြို့ထိုင်းနိုင်ငံကမြို့2မြို့နိုင်ဂျာနိုင်ငံကမြို့4မြို့နဲ့စီနီကောနိုင်ငံကမြို့2မြို့တို့ပါဝင်ကြောင်းအက်ဒိုရာဒိုဝေတာရဲ့ဖော်ပြချက်အရသိရပါတယ်။မလ20ရက်ကစတင်ပြီးမြန်မာနိုင်ငံမှာရှိတဲ့ဒေသတချို့မှာမိုးနှင်းငယ်ရွာသွန်းပြီးအပူချိန်တွေရောကျလာနိုင်တယ်လို့မိုးလေဝသလေးလာစောင့်ကြည့်သူအိုးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ မလ21ရက်ကနေ24ရက်အတွင်းရှမ်းပြည်နယ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာမိုးအနှဲငယ်ကနေအသင့်အတင့်ရွာနိုင်ပြီးကြံပြည်နယ်နဲ့တိုင်းတွေမှာတိမ်အသင့်အတင့်ဖြစ်ထုံးပြီးနေ့ပူချိန်တွေအနှဲငယ်ရောကျလာနိုင်ပါမယ်လို့ဦးဝင်းနိုင်ကရေးသားထားပါတယ်ဆလဘီ တေးလင်ကရီထွက်ပြေးတိမ်းရှောင်နေတဲ့ရဲတပ်ဖွဲ့အကြီးအကဲအဖမ်းခံတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။တေးလင်ကနိုင်ငံမှာရဲရရှိတဦးသေဆုံးခဲ့တဲ့ပေါ်ဆတဲ့စီနီမိုတစ်ခုနဲ့ပတ်သက်ပြီးဖမ်းဆီးခံဖို့ထုတ်ပြန်ခဲ့တဲ့အမိန့်ကိုရှောင်တိမ်ပြီးတရင်ဘက်များစွာကြောင့်တိန်းရှောင်းနေခဲ့တဲ့ရဲတပ်ဖွဲ့အကြီးအကဲဟာမက်စလာ၁၉ရက်နေ့ကကိုရိုင်းလာရောက်အဖမ်းခံခဲ့ပြီး ထိမ့်သိမ်းခံခဲ့ရပါတယ်။မာတာရာမျိုးရဲ့အောက်ယုံတရားသူကြီးတဝကတော့ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးရေးအရာရှိချုပ် တက်ရှာဘန်ဒူတန်နာကွန်ကိုမလ20ရက်အထိအထုတ်ချထားဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးတန်နာကွန်ရဲ့အာမခံရှောက်ထားမှုကိုစဉ်းစားသွားမယ်လို့ဆိုပါရယ် တန်တာကုန်းဟာ2023ခုနှစ်ကပြုလုပ်ခဲ့တဲ့မူရင့်ဈေးဝခိုင်းကိုဝင်ရောက်ဆင်းနှင်းမှုကိုအမိတ်ပေးခဲ့ပြီးစီကံချိုးဖောက်မှုတွေလည်းရှိခဲ့တယ်လို့စွပ်စွဲခံခဲ့ရပါတယ်။ဒီဆင်းနှင်းမှုမှာရဲတပ်ဖွဲ့ဝင်တွေအချင်းချင်းပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ရဲတပ်ဖွဲ့က၎င်းရဲ့နေအိမ်ကိုဝင်ရောက်ဆင်းနှင်းခဲ့ပြီးအရက်ပလင်းတထောင်ကျော်တာဝန်နဲ့ဂိုင်းဆောင်နဲ့ခြောင်လုံးပြူတနက်နဲ့ဖုန်းနှလုံးတို့ကိုသိမ်းဆီးခဲ့ပြီးတဲ့နောက်တန်တာကုန်းကအဖမ်းခံခဲ့တာဖြစ်ပါတယ်။တန်တာကုန်းအမိတ်ပေးခဲ့တဲ့ဆင်းနှင်းမှုမှာရဲရာရှိတအူးသိမ်းဆုံးပြီးတခြားတအူးပြင်းထန်စွာဒဏ်ရာရခဲ့ပေမဲ့လည်း မိုးရင့်ဆေးဝါးတွေကိုတွေးရှိခဲ့ခြင်းတော့မရှိတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တူရကီတွင်အစ္စတန်ဘူမြို့တော်ဝန်ဖမ်းဆီးခံရပြီးတဲ့နောက်ဆန္ဒပြမှုများဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တူရကီနိုင်ငံမှာဩစာကြီးမားတဲ့အစ္စတန်ဘူမြို့တော်ဝန်အကရန်အိုင်မာမော့လူကိုအစိုးရကမတ်လ16ရက်မှာဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတဲ့နောက်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။အိုင်မာမော့လူဟာအဂတိလိုက်စားမှု အကြမ်းဖက်မှုဇွဲချက်တွေနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးအတိုက်ခံတွေကတော့တဟာအာနာသိမ်းမှုဖြစ်ကြောင်းဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။သူဟာ2028ခုနှစ်သမရရွေးကောက်ပွဲမှာ CHP ပါတီကိုစားပြုပြီးဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းအဖြစ်တရားဝင်ရွေးချယ်မခံရမီရပ်ပိုင်းအလို့မှထိမ့်သိမ်းခံရတာဖြစ်ပါတယ်။၎င်းကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်အစ္စတန်ဘူမြို့တော်ရဲ့လမ်းတွေပေါ်မှာရဲတပ်ဖွဲ့အင်အားများပြားစွာဖြန့်ကျက်ချထားတဲ့တိုင်အောင်ဆန္ဒပြမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။အစ္စတန်ဘူအုပ်ချုပ်ရေးမှူးကတော့ဆန္ဒပြမှုတွေကို၄ရက်ကြာတားမြစ်ပိတ်ပင်ခဲ့ပါတယ်။ အခုဖြစ်သွားခဲ့တာကတော့အာနာသိမ့်ဖို့ကြိုးပမ်းမှုဖြစ်ပါတယ်လို့ CHP ပါတီခေါင်းဆောင် August Ose ကမြို့တော်ခမ်းမရှိမှပြုလုပ်တဲ့ဆန္ဒပြပွဲမှာမိကုံးပြောကြားခဲ့ပါတယ်။ အဂရမ်အိုင်မာမော့ဂလူရဲ့ကိုယ်စားလှယ်လောင်းဖြစ်လာမဲ့လှုပ်လှက်ခွင့်ကိုဖယ်ရှားယုံတာမကပဲသူ့ကိုရွေးကောက်မဲ့ဒီနိုင်ငံရဲ့လှုပ်လှက်ခွင့်ဟာလည်းဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်လို့အိုဇဲကပြောပါတယ်။မြို့တော်ဝန်ရဲ့ဇနီးတဲ့အီလတ်ကာယာအိုင်မာမော့ဂလူကလည်းအာနာပိုင်တွေရဲ့လှုပ်ဆောင်ချက်ဟာတူရကီရဲ့အနာဂတ်သမ္မတတဦးကိုဖယ်ရှားတဲ့နိုင်ငံရေးလှုပ်ဆောင်မှုဖြစ်ကြောင်းနဲ့ဒါဟာနိုင်ငံအတွက်တိုက်ရိုက်ထိုးနှက်ချက်ဖြစ်ပြီးမိမိတို့ကတိုက်ပွဲဝင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။မလ၁၉ရက်မော်လဝိုင်မှာအစ္စတန်ဘူမြို့တော်ခမ်းမရှိမှာလူပေါင်းထောင်ချီစုယုံခဲ့ပြီး အာဒိုဂန်အာနာရှင်အိုင်မာမော့ဂလိုမင်းတယောက်တည်းမဟုတ်ဘူးအစရှိတဲ့ကြွေးကြော်တန်တွေကိုဟစ်ကြွေးခဲ့ကြပါတယ်။အိုင်မာမော့ဂလိုကိုထိမ့်သိမ်းထားတဲ့ရဲစခန်းရဲ့အပြင်ဘက်မှာလည်းယာနဲ့ချီတဲ့ဆန္ဒပြသူတွေစုယုံခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့ညစ်ပတ်တဲ့အဖွဲ့ကဩဇာကြီးတဲ့လူတယောက်ကိုတွေ့ပြီးဆိုရင်တုံ့လှုပ်လာကြပြီးတရားမဝင်တာတွေကိုလှုပ်ကြတော့တာပါပဲလို့ကာဆင်းအမည်ရှိတဲ့ဈေးဆိုင်ပိုင်းရှင်တအုပ်ကအာဒိုဂန်နဲ့၎င်းရဲ့ AKP ပါတီတို့ကိုရင်ညွှန်းပြောဆိုခဲ့ပါတယ်။အတိတ်ကာလတွေတုန်းကတော့စစ်သားတွေကအာဏာသိမ်းခဲ့တာပါ။ဒီနေ့မှာတော့နိုင်ငံရေးသမားတွေကအာဏာသိမ်းနေပါတယ်လို့အသက်63နှစ်အရွယ်ဆန္ဒပြသူတအုပ်ကပြောပါရယ်အစ္စတန်ဘူတက္ကသိုလ်ရှိမှလည်းအမ်မာမော်ဂလူရဲ့ဘွဲကိုပြန်လည်ရုပ်သိမ်းမဲ့တက္ကသိုလ်ရဲ့ဆုံးဖြတ်ချက်ကိုဆန့်ကျင်တဲ့ကြောင်းသောပေါင်း400ခန်းကစုယုံဆန္ဒပြခဲ့ကြပြီးရဲတပ်ဖွဲ့ကမျက်ရည်ရိုတန်းခွေတွေအုံပြုပြီးလူစုခွဲခဲ့ပါရယ် နောက်ဆုံးသတင်းတစ်ပုတ်အနေနဲ့2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ပထမဆုံးခြေစစ်ပွဲအောင်မြင်တဲ့အသင်းဖြစ်ဂျပန်အသင်းမှတ်တမ်းဝင်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဂျပန်လက်ရွေးစင်အသင်းက2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ပထမဆုံးခြေစစ်ပွဲအောင်မြင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဗန်သင်းဟာဂျာတာရီနီကရှင်ပြိုင်ကစားခဲ့တဲ့အာရှဆုံးတတိယအဆင့်ခြေစစ်ပွဲမှာဘာရင်းသင်းကိုငကိုကိုမရှိနဲ့အနိုင်ရရှိခဲ့တဲ့အတွက်ခြေစစ်ပွဲအောင်မြင်တဲ့အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ ဂျပန်သင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်အာရှဆုံးတတိယအဆင့်ခြေစစ်ပွဲအုပ်စုစီမှာကြာရောက်ခဲ့ပြီးတတိယနေရာကအသင်းလိုက်မမီနိုင်အောင်အမှတ်ဖြတ်နိုင်ခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့က ပူရင်းအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီးခြေစပွဲကာလဟာ2026မတ်လမှအဆုံးသတ်မှာဖြစ်ပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲမှာစုစုပေါင်း48သင်းပါဝင်ရှင်ပြိုင်မှာဖြစ်ပြီးဝင်ခွင့်ခွဲရန်အရာအာရှဆောင်က8သင်းထိုင်ရဲ့ဝင်ခွင့်ရရှိထားပြီးဂျပန်သင်းကပထမဆုံးတနေရာကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂျပန်သင်းဟာကမ္ဘာဖလားပြိုင်ပွဲကို1998ကမ္ဘာဖလားပြိုင်ပွဲကစပြီးဇက်တိုက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပြီးလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲဟာ သူတို့အတွက်ရှစ်ကြိမ်ဆက်ရှင်ပြိုင်ခွင့်ရရှိတဲ့ကမ္ဘာဖလားပြိုင်ပွဲအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်11ရက်တည်းညပိုင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချင်းခါလေးဖြစ်ကြပါစေရှင်